မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ဖမ်းဆီးချုံနာမှုအတွင်စေကူတာခွင့်ညင်းပယ်ခံရသောမိခင်တောင်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိဟုတာဖြစ်သူခင်အရစ်ထုတ်ဖော်ပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြမ်းဖက်စစ်တိုက်မတရားဖမ်းဆီးချုံနာမှုအတွင်ဆေးကုသခွင့်ညင်းပယ်ခံရသောမိခင်တော်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိကြောင်းဒါဖြစ်သူခင်အဲရစ်ကအမေရိကန်အခြေစိုက် Time Magazine တွင် စောင်းပါရေးသားထားပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်များမှနမိတ်ဆိုးဖြင့်ကြော်ကြပြီးနိုင်ငံရေးအကျဉ်းသား၂ဦးလမ်းစဉ်တည်ဆုံနေသည်ဟုလူအခွင့်ရေးဖွဲ့များကပြောဆိုထားကြောင်း ဒေါအောင်ဆန်းစုကြည်အနေဖြင့်စေကူတော်ခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူခွင့်ရညဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါအောင်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မီကိုစိုးရိမ်ကြောင်းဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကမကြခင်ပြန်လည်တွဲဆောင်နိုင်မည်ဟုပြောလင်ကြောင်းသူကပြောဆိုပါတယ်။မိခင်ဖြစ်သူကိုပြန်လည်လွတ်ပေးရတောင်းဆိုချက်မှာကိုရေးကိုရာကိစ္စသားမကကိုချင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်းအမတရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်မရှိသည့် မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြည်မြောက်တည်နေလေဖြစ်ကြောင်းစစ်တပ်ကယခုအခါထုတ်ယောင်ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုပါရယ်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုပြန်လည်လွတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါရယ်အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးသဖုံးနှင့် အယိုးယောဂများနဲ့ပတ်သက်သောကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခင်ကအချုံနောင်ကြာခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အကျေချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမြည်သည့်နေရာမှမတည်သည့်နေရာတွင်ချုံနောင်ထားကြောင်းရှခင်ကခရစ်မတ်ကိုပင်ဖခင်အကိုမိခင်တို့အတူတကွချီးနှီးခွင့်ရရှိခဲ့ကြောင်းကင်အဲရစ်ကဆိုပါတယ်။ဆလပီရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အဓိကကြိုးကင်သူတရက်ခန့်အဖြစ်တန်တရာရှိခံရသူ မြောက်လာဤကိုရေးအရာရှိဟောင်းလင်းစော်ထွန်းကမိုင်းဖျက်မြို့နယ်ပြည်သူ့လွတ်တော်ကိုစစ်လေလောင်းအဖြစ်ကျန်းဖို့ပါတီကိုစားပြုရွေးကောက်ပွဲဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းကုန်းမြို့တွင် NLD ပါတီဤဥပဒေအကြံပေးရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အ धिक ကြိုးကြိုက်သူတရက်ခံအဖြစ်တန်တရားရှိခံရသူလည်းဖြစ်မြောက်လာဤကိုရေးအရာရှိဟောင်းလင်းစော်ထွန်းကမိုင်းဖျက်မြို့နယ်ပြည်သူ့လွတ်တော်ကိုစစ်လေလောင်းအဖြစ်ကျန်းဖို့ပါတီကိုစားပြုပြီး2025ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်သည် မြောက်လိုက်ဤကိုရီးအရာရှိဟောင်းလည်းဖြင့်2015ရွေးကောက်ပွဲနှင့်2020ရွေးကောက်ပွဲတို့တွင်မိုင်းဖျံမျိုးနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်လည်းအနိုင်ရရှိခဲ့သူလင်းစော်ထွန်းမှာယခုလမီ2025ရွေးကောက်ပွဲတွင်လည်းချက်ဖို့ပါတီကိုကိုးစားပြု၍မိုင်းဖျံမျိုးနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ပါသည်။လင်းစော်ထွန်းသည်ချက်ဖို့ပါတီ၏ဗဟုအလုံးမှုဆောင်ကော်မတီဝင်ဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌလည်းဖြစ်သည်။ မင်းအောင်လိုင်ကိုရဲ့အရာရှိလုပ်ခဲ့သူဖြစ်သည့်အပြင်ယခုအချိန်ထိလည်းမင်းအောင်လိုင်ကိုကိုွယ်သောဝစီဘိတ်ဖုန်ကြီးအတွက်ဝေယဝိဆာနှင့်မင်းအောင်လိုင်ညွှန်ကြားမှုများအတိုင်းလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်လင်းစော်ထွန်းသည်မဘာသာဤအမာခံထောက်တိုင်ဖြစ်ပြီးမဘာသာနှင့်အမျိုးသားဤအစွန်များကိုနောက်ွယ်မှလိုအပ်သလိုငွေကြေးထောက်ပံ့နေသောအမိမဖော်လိုသောထောက်တိုင်ထောက်ပံ့ကူညီသူဖြစ်ကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကဆိုပါသည် သူသည်ရှင်းနေဥကိုနီလောက်ကျန်တက်ဖြတ်မှုတွင်လင်းစော်ထွန်းမှာအ धिक ကြိုးကင်သူများတွင်တဦးအပါဝင်ဖြစ်တော်လဲဤသည့်အရေးယူမှုမှမခံရဘဲလွတ်မြောက်ခဲ့ပါသည်2018ခုနှစ်ဇန်နဝါရီလ29ရက်နေ့ရန်ကုန်လေစိတ်တွင် NLD ပါတီ၏ဥပဒေအကြံပေးရှင်းနေဦးကိုနီကိုတနတ်သမားကြည်လင်းကလှုပ်ကြံတက်ဖြတ်ခဲ့ပြီးလှုပ်ကြံတက်ဖြတ်မှုအပြီးတလအကြာဖြီရေးဝင်ကြီးဌာနကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ဖြီရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေက ဘိုးကြီးဟောင်းဆရာဖြူကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏မိုင်းဖျက်လွှတ်တော်ကိုယ်စားလှယ်ဦးလင်းစော်ထွန်းဒုတိယဘုံမူကြီးဟောင်းအောင်ဝင်းခိုင်တို့မော်ဒယ်လက်ဖက်ရည်ဆိုင်တွင်တွေ့ဆုံခဲ့ပြီးဦးကိုနီအကြောင်းပြောဆိုဆွေးနွေးကြရမှာလေးစိတ်တွင်လှုပ်ချန်သည့်အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပါသည်။ရှင်းနေဦးကိုနီတပ်ဖြတ်ခံရသည့်အမှုတွင်အ धिक ကြိုးကင်ခဲ့သူဒုတိယဘုံမူကြီးဟောင်း အောင်ဝင်းခိုင်မှာလှုပ်ချမှုမလှုပ်ဆောင်ခင်နေပြည်တော်သို့သွားရောက်ခဲ့ပြီးလင်းစော်ထွန်းကအောင်ဝင်းခိုင်ကိုငွေကျပ်ဆယ်သိန်းချင်းငှားခဲ့တော်လဲလင်းစော်ထွန်းမှာရှင်းနေဦးကိုနီကိုအသက်ခံရမှုအတွက်တရားစွဲမကန်ခဲ့ရပြီး2020ရွေးကောက်ပွဲတွင်လင်းစော်ထုံးမှမိုင်းဖြဲမြို့နယ်မဲဆန္ဒနယ်တွင်ပြည်သူ့လွတ်တော်ကိုစစ်လဲလောင်အဖြစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးစစ်တလအောက်ခံပြည်သူ့စစ်အဖွဲ့များကမဲဆန္ဒရှိများကိုရွာလုံးကျွတ်ကားအကျိုးပို့လုပ်ပြီးမဲထည့်ခိုင်းမှုများရှိခဲ့သဖြင့်ကံကွက်မှုခံခဲ့ရသူလည်းဖြစ်ပါသည် ရှင်းပြင်း2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲနေ့မဲပေးမှုအပါအဝင်ကြိုတင်မဲများခောက်ယူရာတွင်လင်းစော်ထွန်းနှင့်ချက်ဖို့ပါတီကမှမှန်မကန်လှုပ်ဆောင်ခဲ့၍ SNLD နှင့် NLD ပါတီကကန့်ကွက်ခဲ့ကြပါသည်။ရှမ်းပြည်နယ်မိုင်းဖျက်မြို့နယ်တွင်နန်ယွန်းပြည်သူ့စစ်အဖွဲ့တစ်ခုအခြေစိုက်လှုပ်ရှားလျက်ရှိပြီးစစ်အရာရှိဟောင်းလင်းစော်ထွန်းကနန်ယွန်းပြည်သူ့စစ်အဖွဲ့အပေါ်အလွန်ဩစာညောင်းပါသည်။ ဆက်လက်ပြီးပြည်တွင်းချင်းနေများအရလေးချောင်းစမ်းအားအရင်အဖြစ်မရှိမဖြစ်လိုအပ်ဟုဆိုကာစစ်တပ်က18လရင်2စီးနဲ့ဒေယူပို့ဆောင်ရေးရဟတ်ရင်3စီးစုစုပေါင်း5စီးကိုထပ်မံအင်အားဖြည့်လိုက်ပြီးစစ်တပ်ကအရေးတာနေပြီဟုမဲအောင်လိုင်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေများအရလေကြောင်းဆွမ်းအားအရင်ပြည့်မရှိမဖြစ်လိုအပ်ဟုဆိုကာစစ်တပ်က18လရင်2စင်းနဲ့ဒေယူပို့ဆောင်ရေးဟတ်ရင်3စင်းထပ်မံအားဖြည့်လိုက်ပြီးစစ်တပ်ကအရေးတာလာနေပြီဖြစ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကပြောဆိုလိုက်ပါတယ် ရှမန်နီစစ်တပ်ကလေရင်များအင်အားဖြည့်သည့်အခမ်းအနားတွင်အကြံဖတ်မြောင်းလိုင်းကထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။လက်တလောကာလနိုင်ငံတကာတွင်ဖြစ်ပွားခဲ့သည့်ပြည်ပခါများတမကဖြီးတွင်တွင်ဖြစ်ပေါ်ကြုံတွေ့ကြရသည့်အခြေအနေအရရများတွင်ပါလေရင်ရဟတ်ရင်များဒရုန်းနှင့် UAV များအပါအဝင် လေကြောင်းစာအအရင်းမြစ်များသည်မရှိမဖြစ်လိုအပ်လာသည့်ကိုတွေ့ရှိရကြောင်းထို့ကြောင့်နိုင်ငံအသီးသီးသည်လေတပ်အပါအဝင် လေကြောင်းစံအားထုတ်လုပ်ဖြန့်ကျက်ပေးနိုင်သည့်တပ်ဖွဲ့အမျိုးမျိုးကိုအင်အားတိုးတက်ရုံသာမကခင်မီအစင်းမြင့်စီရန်အတွက်ပါ တက်ဆွမ်းသမျှဂျိုးပန်းလှုပ်ဆောင်နေကြကြောင်းမင်းအွန်လိုင်းကဆိုပါတယ်။လက်ရှိပြည်ရင်းပြည်ပအဖွဲ့အစည်းအချို့က၎င်းတို့လိုလာချက်အတိုင်းမဟုတ်သည့်အတွက်ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပြပြစေရန်နီလန်းပေါင်းစုံဖြင့်ဆွတ်ဖက်လှုပ်ဆောင်ဟန်တာလျက်ရှိကြောင်းတဖက်တွင်လည်းထွက်လည်ရေးတက်များမှတဖြည်းဖြည်းအရေးနှိမ့်လာလျက်ရှိကြောင်းစစ်တပ်အနေဖြင့်ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမေယောင်လိုင်ကပြောဆိုပါရယ်။ယနေ့စစ်တပ်ကအားဖြည့်သည့်တည်ယူထောက်ပို့ရေးရဟတ်ရင်နှင့်၄ရင်၅စီးအနက် Y8 လေယာဉ်တစ်နှစ်စီးမှတရုတ်နိုင်ငံလုတ်ဖြစ်ပြီး Shanghai YAF 2000W နီးပြူဟာမြောက်တည်ယူဖို့ဆောင်ရည်လေယာဉ်နှစ်စင်းဖြစ်ကြောင်းလေယာဉ်အမီးနံပါတ်5923နဲ့5924တို့ဖြစ်ပြီးလေယာဉ်အမီးနံပါတ်5923နဲ့5924တို့ဖြစ်ကြောင်းရဟတ်ယာဉ်သုံးစီးမှမူရုရှားနိုင်ငံထုတ်တည်ယူဖို့ဆောင်ရည်ရဟတ်ယာဉ်များဖြစ်ကြောင်းသိရပါတယ်ဆလဘီချင်းပြည်နယ်မှာစိုးမိုးနေပြီးပြန်ရဖို့စစ်တပ်ကအင်အားထောင်ချီတုံးချိုးပန်းနေဟုချင်းညီနောင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်း၌မြောက်ပိုင်းမှာစစ်ကောင်စီကစိုးမိုးနေမြေတွေပြန်လည်ရရှိရေးအတွက်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ကြိုးပမ်းနေကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတအုပ်ဖြစ်တဲ့ဆလိုင်းရောမန်ကပြောပါတယ်။ဒီကနေ့နိုဝင်ဘာ10ရက်မှာကျင်းပတဲ့ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်တပ်ဖွဲ့အတွက်ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုမှာဆလိုင်းရောမန်ကချင်းပြည်စစ်ရေးအခြေအနေတွေကိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီဟာရှမ်းမြောက်မှာအဖြစ်ရဆဲပြီးနောက်မြေပြတ်နဲ့ချင်းပြည်ကိုထိုးစစ်ဆင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုစိုးမိုးနယ်မြေပြန်ရဖို့စစ်ကောင်စီချိုးပန်းရမှာရှင်းပြထက်မြေပြန်ကပထဝီအနေထားအရာထောက်ဖို့ပေးနိုင်မှုအနေထားအရာစစ်ကောင်စီအတွက်ပိုလွယ်ကူနိုင်မယ့်အနေထားရှိတယ်လို့ဆက်လိုင်းရောမန်ကပြောပါတယ်စစ်ကောင်စီကဒီချင်းကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိုးမိုးနယ်မြေပြန်ရယူခြင်းတွေတဲ့အတွက်ကြောင့်ထိုးလာတဲ့ပုံဒီဘက်ဆိုရင်လည်းတောက်လျှောက်ထိုးစစ်ဆင်နေပါတယ်ကျွန်တော်တို့မင်းတပ်အပါအဝင်ချင်းတောင်ပိုင်းဒေသဆိုရင်လည်းနှစ်လလောက်ရှိပါပြီတောက်လျှောက်ထောင်ထဲချီနီးပါးရှိတဲ့စစ်ကောင်စီနဲ့ထိတွေ့မှုဖြစ်နေပါတယ်လို့ဆက်လိုင်းရောမန်ကပြောပါတယ် ရှင်းတောင်ပိုင်းဒေသဦးတည်တဲ့စစ်ကောင်စီတရဲ့ထိုးစစ်ကိုခုခံတုံ့ပြန်ရမှာမဟာမိတ်အင်အားကောင်းတာခန့်စစ်စည်းကိုရှေ့တိုးနိုင်တာဒေါ်လာရေးကိုနှောက်ယှက်မဲ့အဖွဲ့အစည်းနေတာကြောင့်ပြင်ဆင်ချိန်ပိုရပြီးအသက်ရှူပိုချောင်တယ်လို့ဆလိုင်းရွမ်မန်ကပြောပါတယ်။လက်ရှိဟာဒေါ်လာရေးရည်ချိန်အရတနိုင်ငံလုံးအတိုင်းအတာအရာအခက်အခဲဆုံးအချိန်ဖြစ်ပြီးတစ်နှစ်ကျော်နှစ်နှစ်အတွင်းတောက်ခံနိုင်ပါကရုံးခံနိုင်ပါကဒေတာရင်းသားမကတနိုင်ငံလုံးဆိုင်ရမှာပါလိုလက်စွာလှုပ်ဆောင်နိုင်မဲ့အခြေအနေရှိတယ်လို့လည်းသူကသုံးသပ်ပါတယ်။ စစ်ကောင်စီဟာချင်းမြောက်ပိုင်းကိုအသေးအတန်ပြန်ထိုးနေပြီးအင်အားအလွန်ကြိုတုံးနေတယ်လို့ပြောပါရယ်။အောက်တိုဘာနောက်ဆုံးပတ်မှာစစ်ကောင်စီဟာတီးတိမ်မြို့ကိုရဟတ်ရင်နဲ့အကြိမ်30နီးပါးစစ်အင်အားလက်နက်ခဲယံဖြည့်တင်းနေတယ်လို့မြေပြင်ကနေထိုးစစ်ဆင်လို့တိုက်ပွဲတွေပြင်းထန်နေတာကိုလည်းသူကပြောပါရယ်။စစ်ကောင်စီကရှိတဲ့အင်အားထုတ်မှပဲသူတို့မလုပ်ရဲတာမရှိဘူး။မလုပ်တာမရှိဘူးလို့စစ်ကောင်စီကအင်အားလုံးရင်တုံးပြီးရက်ဆက်ရုံမှာခောက်ကြည့်အောက်တန်းချတဲ့နှီးမျိုးစုံထုတ်သုံးလာမှဖြစ်တယ်လို့ဆက်လိုင်းရုံးမှန်ကပြောပြပါရယ် ဒါကြောင့်စစ်ကောင်စီကိုမရမကတွန်းလှန်တော်လှန်ဖို့နီလန်းပေါင်းစုံရှာရမယ်လို့လည်းသူကပြောပါရယ်။အဲဒီလိုစစ်ကောင်စီကိုခုခံနေတဲ့ PDF ဇိုလန်ဟာအခက်အခဲများစွာကြားတဲ့ကရုံးကန်နေတာဖြစ်လို့အားလုံးဝိုင်းဝန်းပေးဖို့လိုအပ်တယ်လို့လည်းဇလိုင်းရောမန်ကတိုက်တွန်းပါရယ်။ PDF ဇိုလန်တပ်ဖွဲ့ဟာတီးတိမ်မျိုးတိမ်စစ်စင်ရေးအတွက်များစွာကြိုတင်ပြင်ဆင်ခဲ့လို့လက်ရှိစစ်ကောင်စီရဲ့အင်အားအလုံးရင်ထိုးစစ်ဆင်လာမှုကိုအကောင်ဆုံးတုံ့ပြန်နိုင်ခြင်းဖြစ်တယ်လို့ဆိုပါရယ်။စစ်ကောင်စီကိုအထင်သေးလို့မရပဲ စစ်ကောင်စီလေးလာအားထုတ်နေတာထက်ပိုအားထုတ်ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းပါတယ်။ PDF ဇိုလန်တာဝန်ရှိသူကလည်းချင်းပြည်နယ်မြောက်ပိုင်းဘက်မှာစကစကထိုးစစ်ကတော်တော်လေးအာရုံစိုက်ပြီးထိုးနေတဲ့အချိန်ဖြစ်ပါတယ်လို့ပြောပါတယ်။ကလေးမျိုးဘက်ကဒီတိန်ဘက်ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးနေတယ်လို့ဒီတိန်ဘက်ကလည်းညှက်ထိုးလာလို့ဒီတိန်ကလာတဲ့စစ်ကောင်စီတပ်ကိုရင်ဆိုင်တိုက်ခိုက်နေတယ်လို့ PDF ဇိုလန်တာဝန်ရှိသူကပြောပါတယ်။ ခက်ခဲတာတစ်ခုကတော့စကစကကျွန်တော်တို့ပြည်သူတွေကိုလူသားတိုင်းအနေနဲ့တုံးတဲ့အခါကျတော့ပြည်သူတွေဦးစားပေးပြီးပြည်သူတွေမထိခိုက်အောင်လုပ်ရတဲ့အနေအထားဖြစ်တဲ့အခါကျတော့စိတ်တိုင်းကျတော့လုပ်ရတာနည်းနည်းအခက်အခဲရှိတာပေါ့လို့ PDF ဇိုလန်တာဝန်ရှိသူကပြောပါတယ်။အော်တိုဘာနောက်ဆုံးပတ်နဲ့နိုဝင်ဘာပထမပတ်တိုက်ပွဲတွေမှာ PDF ဇိုလန်ရဲ့ခုခံမှုကြောင့်စစ်ကောင်စီ40ဦးခန့်တိဆုံးခဲ့တယ်လို့လက်နက်အချို့သိမ်းရပြီးစစ်တုံးဘက်အချို့ဖမ်းမိထားဖို့ချင်းညီနောင်ကအတည်ပြုထားပါတယ်။ ။ကြာပြင်စစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းထားတဲ့ဒေသခံ၁၄ဦးကိုကယ်တင်နိုင်ခဲ့ပြီးအဲ့ဒီအထက်ကအမျိုးသမီးတအုပ်ကိုစစ်ကောင်စီကအာဓမ္မပြုကျင့်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ရန်သူဘက်ကအထိနာတယ်ကိုဘက်ကထိခိုက်နစ်နာမှုအ ਨੇ ဆုံးနဲ့ရန်သူဘက်ကထိခိုက်နစ်နာမှုကြီးကြီးမားမားတော်တော်များများလုံနိုင်ခဲ့ပါတယ်ဟုဗီဒီယိုဇိုလန်တာဝန်ရှိသူကပြောပါတယ် ချင်းညီနောက်တပ်ဖွဲ့ကစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံနေတယ်လို့ကလေးမျိုးကနေတီးတိမ်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုလည်းချင်းတော်လိုင်းအားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်စီတပ်တွေကလည်းခုခံတိုက်ခိုက်နေလို့တိုက်ပွဲဖြစ်ပွားနေတယ်လို့ချင်းသတင်းရင်းမြစ်တအူးကပြောထားပါတယ်။